အားလုံးပဲမင်္ဂလာပါ Emily's Diary YouTube Channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ 2025ခုနှစ်မကွန်ခင်အတွင်းကိုယ့်ရဲ့ကန်စာတာတွေတက်လာစေဖို့ကန်စာတာတွေကောင်းမွန်လာစေဖို့အတွက်သတင်းကြိုလာပြေးနေမှာပြုလုပ်လို့ရနိုင်မယ်ကန်စာတာမြင်မားစီတဲ့နီလန်းတွေကိုမျှဝေပေးခြင်းပါတယ်ရှင်ဒါကရရအစီအရင်တွေတော့မဟုတ်ပါဘူးကောင်းမွန်တဲ့ဘဝနေနည်းတစ်ခုလိုပဲကျွန်မကတော့သတ်မှတ်ပါတယ်ဒီသတင်းကြိုလာပြေးနေတဲ့နေ့ထဲမှာမဟုတ်ဘဲနဲ့နေ့စဉ်နေ့တိုင်းတွေဒါမျိုးလေးနေသွားနိုင်နေဆိုရင်လည်းပဲကိုယ့်ရဲ့ဘဝကပို့ပြီးတော့ကောင်းမွန်တဲ့အရာတွေကိုလက်ခံရရှိလာမှာဖြစ်ပါတယ်တကယ်လို့ကိုကအကြောင်းကြောင်းကြောင့်နေ့စဉ်နေ့တိုင်းဒီ ိုလုပ်ငန်းဆောင်တာတွေကိုမလုံဆောင်နိုင်ခဲ့ဘူးဆိုရင်လည်းပဲတရင်ကျို့လိုက်ပြီးနေလေးမှာတော့ဒီနီလန်းလေးတွေကိုလိုက်နာကျင့်သုံးနိုင်မယ်လို့ကျမကမျှော်လင့်ပါတယ်။ဒါကြောင့်မို့လို့ဒီဗီဒီယိုလေးကိုပြုလုပ်လိုက်ရခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ရှုပေးပါအောင်နော်။လာပြင်းနေမနဲ့အိယာနိုရာနဲ့အရင်ဆုံးရေတစ်ခွက်တောက်ပါမယ်။ ငါရဲ့တဏိတာကစိတ်ချမ်းသာစရာတွေနဲ့ပြည်နေတယ်ငါကအေးချမ်းနေတယ်ငါကပျော်ရွှင်နေတယ်စသဖြင့်ဒီလိုကောင်းမွန်တဲ့စကားလုံးလေးတွေကိုခုခုကိုအရင်ဆုံးပြောပါမယ်အိယာနုံနိုးချင်းမှာဖုန်းကိုတန်းပြီးတော့ကြည်တာသတင်းတွေဖတ်တာ TV ကြည်တာမျိုးတွေကိုမလုပ်ပါနဲ့အောင်နော်အသက်ရှူလေ့ကျင့်ခန်းလေးကို9မိနစ်လောက်ပြုလုပ်ပေးပါအဲ့ဒီနောက်မှာတော့စားရည်နဲ့ရေချိုးကောင်းလျှော်ပါတကယ်လို့ကိုကအစောကြီးအိယာနိုးတယ်ဆိုရင်တော့ရေချိုးတာကိုတန်းပြီးတော့မလုပ်ပါနဲ့အောင်နော် စားရည်နဲ့ရေချိုးကောင်းလျှော်နေစင်မှာလည်းပဲငါမှရှိရဲ့မကောင်းတဲ့ကံတွေကံအညံ့တွေသူတစ်ပါးရဲ့မကောင်းတဲ့အကြံစီတွေတက်ရောက်နေခဲ့သည်ရှိသောအကုန်လုံးပျောက်ကင်းပါစေလို့ရွတ်ဆိုပါဒါကမိမိရွတ်တတ်တယ်လို့ယူလို့ရပါတယ်အဓိကကကိုယ်မှရှိတဲ့မကောင်းတဲ့ကံအဆိုးအညံ့တွေကိုစားရည်နဲ့အတူတူပါသွားတဲ့တန့်စင်လိုက်တယ်ဆိုတဲ့စိတ်ခံစားချက်မျိုးထားပေးရမှာဖြစ်ပါတယ်ပြီးသွားတဲ့အခါမှာကိုယ့်ရဲ့ခန္ဓာကိုယ်ဟာတန့်ရှင်းစင်ကြယ်နေပါမယ် အဓိကအချက်ကတော့အဲ့ဒီနေလေးမှာအထူးသဖြင့်ပေါ့နော်ခန္ဓာကိုယ်ကိုတက်တောင့်တက်တာဖြစ်စေမဲ့ပေါ်ပါတဲ့အဝိအစားလေးတွေကိုဝင့်နိုင်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်။အဲ့ဒီနောက်မှာမြတ်စွာဘုရားရှင်ကိုဗန်းရေချမ်းစီမီနန်းတာတိုင်းတို့နဲ့ကလူပူဇော်ပါ၅ပါးသီလကိုမဖြစ်မနေစောင့်တည်ပါ။ကိုရဲ့အိမ်ကိုယဟန်တန်ဃာတွေတိလရှင်ဆရာလေးတွေကအဆုံးခံကြွတယ်ဆိုလို့ရှိရင်ယဟန်တန်ဃာတွေကို အလှူဒါနပြုလုပ်ပေးလို့ရပါတယ်။စွန်လောင်းတာ အဲတခြားသောလူဝယ်ပစ္စည်းလူလာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်။အဲအဲ့လိုလူနိုင်လို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်။ဒါပေမဲ့တကယ်လို့ကိုယ့်ရဲ့အဲအိမ်ကိုစွန့်ခံမကြဘူးဆိုလို့ရှိရင်လည်းပဲကိုကဖျားရှင်ကိုကိုရီမှန်းပြီးတော့ပူဇော်ကြော်လို့ရပါတယ်။ငါးပါးသီလအခံယူစောင့်တည်ပြီးသွားတဲ့အခါမှာတရားရှိလုံးပတိနဲ့နမောတိဂါရာတော်ကိုရွတ်ဖတ်ပူဇော်ပေးပါ။နမောတိဂါရာကဒီမှာရေးပြပေးထားပါဗျ။ နမောတေဗုဒ္ဓဝေဒထုဝိပမုတ်တော်တိတပတိတံမာရပြိပံနောသမိန်တတမေတရဏံဘဝလို့ရွတ်ပြရမှာဖြစ်ပါတယ်။ပရိတလုံးကို နမောတေခါတာတစ်ခေါက်နဲ့တရားရှိလုံးပရိဆိုတော့တရားရှိခေါက်ဖြစ်ပါမယ်။အဲ့ဒီနောက်မှာတော့မိမိပြုလုပ်ခဲ့တဲ့ဒါနသီလဘာဝနာ ကုသိုလ်ကောင်းမှုတွေအတွက်မေတ္တာပို့အမြဝေပေးတာကိုပြုလုပ်ရပါမယ်။ ဖះရှိကိုပြီးသွားတဲ့နောက်မှာလည်းပဲဂျန်နဲ့ကိုရဲ့တနေ့တာလုံးကိုဒေါသခင်ခင်နဲ့အကောင်းမြင်စိတ်များများထားပြီးတော့နေထိုင်ကြပါကိုရဲ့ပတ်ဝန်းကျင်ကသူတွေအပေါ်ကျင်ကျင်နာနာနဲ့ဆက်ဆံကြပါတလေးဆန်လေးတွေပဲဖြစ်စေခလေးတွေပဲဖြစ်စေလူကြီးမိဘတွေကိုပဲဖြစ်စေဒီနေ့လေးမှာတော့အတက်နိုင်ဆုံးကိုရဲ့ဒေါသတွေကိုရှော့ချပြီးတော့ကောင်းကောင်းမွန်မွန်နဲ့ဆက်ဆံပေးကြပါညာဘက်အိယာဝင်တဲ့အချိန်ရောက်ပြီဆိုရင်ရှင်တဲကနေလိုက်လိုက်လဲလဲနဲ့မြစ်တာပို့ပါ အပေါ်ရမြတ်တာပို့တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ရှင်ထဲကနေတစ်ဖက်လူတွေအကုန်လုံးကိုအေးချမ်းစေခြင်းနဲ့ဆိုတဲ့စိတ်နဲ့မြတ်တာပို့ကြည့်ပါကိုကိုကိုလည်းမြတ်တာပို့ပါမိမိလက်ရှိရနေတဲ့ဘဝကိုကျေးဇူးတင်ပါတကယ်လို့ကိုယ့်ရဲ့ဘဝကြီးကခက်ခဲပင်ပန်းနေခဲ့တယ်ဆိုရင်တော့မှအနည်းဆုံးတော့ငါမှနေစရာကြောချစရာနေရာလေးရှိနေသေးတယ် သုံးစရာဖုန်းလေးရှိနေသေးတယ်။စားစရာအစားအစာလေးတွေရှိနေပါသေးတယ်။ငါရဲ့ဘွားကြီးကခက်ခဲတယ်ဆိုပေမဲ့လည်းပဲတော်ပါသေးတယ်။လက်ရှိဒီဘွားလေးကဘာပဲဖြစ်ဖြစ်ငါအတွက်တော့ကျေးဇူးတင်စရာကောင်းပါတယ်ဆိုတဲ့စိတ်ကလေးနဲ့ကိုကိုကိုလည်းမေတ္တာပို့ကြည့်ပါ။ကျေးဇူးတရားတွေကိုခံစားကြည့်ပါ။အဲ့ဒီနောက်မှာတော့အိယာဝင်နိုင်ပါပြီ။ဒီနည်းလမ်းလေးကလာပြည့်နေ့တည့်ရက်တည်းမဟုတ်ဘဲနဲ့နေ့စဉ်နေ့တိုင်းလှုပ်သွားပေးနိုင်ရင်လည်းပဲကောင်းမွန်တဲ့အကျိုးရလဒ်တွေကိုရလာမှာ။ အသေးချပါပဲအမလီကိုတိုင်လည်းဒီနီလန်းလေးကို နေ့စဉ်နေ့တိုင်းလှုပ်ဆောင်နေခဲ့တာကြာပြီဖြစ်ပါတယ်တရားရှိလုံးပရိမစိတ်နိုင်ခဲ့ရင်တောင်မှပဲကိုကိုကိုမေတ္တာပို့တာကျေးဇူးတရားနဲ့ရှင်သန်နေထိုင်တာကိုရဲ့ဘဝကိုကိုကြည်နှက်ပြီးတော့အကျိုးတင်တတ်တဲ့စိတ်ကလေးနဲ့နေ့တိုင်းနေမယ်ဆိုလို့ရှိရင်ကိုရဲ့ကန်စာဓာတ်တွေကလည်းတက်လာမှာဖြစ်ပြီးတော့ကိုလိုချင်တဲ့အရာအလုံးကိုလည်းပဲခဏအတွင်းမှာပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်လောကကြီးမှာမေတ္တာထက်ပိုကောင်းတဲ့ အရာဆိုတာမရှိပါဘူးဆိုတော့ကိုကိုကိုရောသူတစ်ပါးအပေါ်မှာရောမေတ္တာထားပေးမယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ဘဝကိုအမြန်ဆုံးအရနိုင်မှာရောက်နိုင်မှာဖြစ်ပါတယ်ဆိုတော့နောက်ထပ်နောက်ထပ်လည်းဒီလိုဗီဒီယိုလေးတွေကိုထပ်ပြီးတော့တွေ့နိုင်မြင်နိုင်ဖို့အတွက် Emily's ရဲ့ဒီ Emily's Diary YouTube Channel လေးကိုလည်းပဲ Like and Subscribe လေးလုပ်သွားပေးပါဦးเนาะနောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ် Soul Family များအားလုံးအားလုံးပဲစိတ်ချမ်းသာကိုကြမ်းပါပြီးတော့ဒီသတင်းကြွ ကာလကနေစပြီးတော့နောက်ထပ်နောက်ထပ်နှစ်ပေါင်းများစွာအထိလိုချင်တာမှန်သမျှရရှိပါစေမတောင့်မတမကြောက်မကြတဲ့ဘဝမှာနေနိုင်ပါစေဆန္ဒတွေအားလုံးပြေဝပြီးတော့ကောင်းမှုကုသိုလ်တွေများများပြုလုပ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။